မြန်မာမြင်ကလေးနှုတ်ခတ်မှုမှာကြမ်းကြာနေတဲ့တုံ့ပြန်မှုအတွက်အမေရိကန်အစိုးရကိုဒီမိုကရက်တစ်အထက်လွှတ်တော်အမတ်တွေကဝေဖန်ခဲ့ပြီးအရေးပေါ်အကူအညီတွေပေးအပ်ဖို့တိုက်တွန်းလိုက်ပါတယ်။နိုင်ငံရေးဝန်ကြီးမာကိုရူဘီရိုနဲ့ဗန်နိုင်းဝန်ကြီးစကော့ဘက်ဆန်တို့ထံပေးပို့ခဲ့တဲ့စာရစောင်မှာဒီမိုကရက်တစ်အထက်လွှတ်တော်အမတ်ချဦးကအမေရိကန်အစိုးရရဲ့မြန်မာမြင်ကလေးအရေးကင်ွယ်ဖြည့်ရှင်းပုံကိုရှုံချခဲ့ပါတယ်။မြန်မာနိုင်ငံမှာမြင်ကလေးနှုတ်ခတ်မှုကြောင့်တရုတ်ရုရှားအိန္ဒိယမလေးရှား BNN နဲ့ထိုင်းအပါဝင်နိုင်ငံများစွာကညှဉ်းဆဲစွာကူညီခဲ့ပေမဲ့အမေရိကန်နိုင်ငံကအရေးပေါ်တုံ့ပြန်မှုရှင်းလင်းစွာမရှိခဲ့ဘူးလို့အထက်လူတော်အမတ်6ဦးက ပြောပါရယ်။အမေရိကန်စိုးရရဲ့မြမမြင်ကလေးလှုပ်ခတ်မှုကိုတုံ့ပြန်ခြင်းအပေါ်အလွန်စိုးရိမ်မိကြောင်းအမေရိကန်စိုးရရဲ့တုံ့ပြန်မှုကကမ္ဘာတဝန်းရှိအမေရိကန်နိုင်ငံရဲ့ရန်သူတွေဟာအမေရိကန်နိုင်ငံချက်ယုံကြည်စိတ်ချရတယ်ဆိုတဲ့အချက်ပေးမှုဖြစ်တယ်လို့အဆိုပါစာက ဖော်ပြပါရယ်။ အမေရိကန်အစိုးရကပမာဏကြီးမားတဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပါကဆေလူလိတ်ရှိတဲ့ဘေးအန္တရာယ်အကူအညီတုံ့ပြန်ရေးအဖွဲ့ DART ကိုဗန်းဆောင်မဆေလွတ်တလဲဆိုတာကိုအထက်သို့တော်အမတ်တွေက မေးမြန်းခဲ့ပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းမြင်ကလေးလှုပ်ခတ်ပြီးနောက်တေဆုံးသူ3000ကျော်ရှိကယာနဲ့ချီပျောက်ဆုံးနေတယ်လို့နိုင်ငံမှမီဒီယာတွေကကြက်တာပရင်းနေမှာဖော်ပြခဲ့ပါတယ်မြန်မာနိုင်ငံမှာအခုနှစ်ပေး၄ချောင်းခီးစဉ်53ခုဆင်းသက်ခဲ့ပြီး ကမ္ဘာနိုင်ငံ15ခုကကယ်ဆယ်လုပ်တာ1900ကျော်ရောက်ရှိလာခဲ့တယ်လို့သိရပါဗျ။ F-16 ဂျာတိုက်လေယာဉ်တွေရောင်းချဖို့အမေရိကန်နိုင်ငံရဲ့အတည်ပြုချက်ကိုဖိလစ်ပိုင်တောင်ဝင်ရှိသူတွေကကြိုဆိုလိုက်ပါတယ်။တရုတ်နိုင်ငံကတောင်တရုတ်ပင်လယ်မှာရေကြောင်းလှုပ်ရှားမှုတွေပုံမှုပြုတ်လာစဉ်ဖိလစ်ပိုင်တောင်ဝင်ရှိသူတွေကအမေရိကန်နိုင်ငံရဲ့ F-16 ဂျက်တိုက်လေယာဉ်တွေရောင်းချဖို့အတည်ပြုချက်ကိုကြိုဆိုလိုက်တာပါ ဒေါ်လာ9.58ဘီလီယံတန်ရင်းရှိတဲ့ F16 ဂျက်တိုက်လေယာဉ်အစင်း20နဲ့အတူအခြားစစ်လက်နက်တွေရောင်းချဖို့ဖိလစ်ပိုင်နိုင်ငံရဲ့တောင်းဆိုချက်ကိုအတည်ပြုခဲ့တယ်လို့အမေရိကန်အစိုးရကကြေညာခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့အစင်းမြင့်ဂျက်တိုက်လေယာဉ်တွေရောင်းချမှုကြောင့်ဖိလစ်ပိုင်နိုင်ငံရဲ့ကာကွယ်ရေးတပ်ဖြစ်ပြီးဤသည့်တိုင်းပြည်ကိုမျှမရည်ရွယ်ဘူးလို့ဖိလစ်ပိုင်တာဝန်ရှိသူတွေကပြောပါရယ် အမေရိကန်နဲ့ဖိလစ်ပိုင်ကြားအဲ့လိုဆစ်လက်နဲ့ရောင်းချရေးသဘောတူညီချက်ကဒေတာရင်းလုံခြုံရေးကိုထိခိုက်စေတယ်လို့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကပြောပါရယ်ဖိလစ်ပိုင်နဲ့အခြားတိုင်းမိတွေကြားကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကတတိယတိုင်းမိတစ်ခုကိုမယူရသင့်တယ်လို့ဒေတာရင်းငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုမချိမ်းချောက်သင့်တယ်လို့တင်းမာမှုတွေအရှိန်မမြင့်သင့်မှာဘူးလို့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကောချန်းခန့်ကပြောပါရယ် အမေရိကန်ကာကွယ်ဝင်ကြီးဖီတီဟက်ဆက်ကမနီလာမြို့တော်ကိုတိုက်ရောက်ပြီးနောက်အမေရိကန်နိုင်ငံကဖိလစ်ပိုင်ကို F-16 ဂျက်တိုက်လေယာဉ်တွေရောင်းချဖို့ကြေညာခဲ့တာပါ။